မင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေကြိုဆိုပါရစေ။ဟုတ်ကဲ့ပါကျွန်တော်နေနေပေါ်တော့ဒါ6လပိုင်း26ရက်နေ့2025ရက်နေ့စနေနေ့မှာရှင်မြန်ကစားကြားမယ်ပေါ်တော့ဒါဥရောပပွဲစဉ်ဖြစ်တဲ့ La Liga စပိန်ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်။ကြိုက်ရှင်းလို့မဆိုရင်တော့ညီကို live ပြောဆိုစားကြပါ။တိုတိုနဲ့လုံရင်းလောက်ပဲကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ်တော့ Guitar Fine Liberty ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျ။ ဂီတာဖေးကတော့လီဗန်တေးနဲ့ရှင်ပြန်ကစားမှာဆိုတော့ဒီအင်ဝင်ဖြစ်တဲ့ဂီတာဖေးကနေလီဗန်တေးကိုဒါပေါ်လီသေးလေးမှာဆိုရင်ရှေတူအရှုံးသေးရနေပဲရှေတူဆိုအပြဆုံးအရှုံးသေးပဲဖောက်ပစ်ထားတယ်။ကိုပေါင်းသေးမှာဆိုနှလုံးအရှုံးသေးကနေပြီးတော့နှလုံးသေးသေးလေးပဲဖောက်ပစ်ထားတာဒါကနေဦးသေးပြ။နည်းနည်းတော့ပြောင်းလဲသွားဖို့တော့ရှင်းရှိသွားနိုင်မယ်။ဒေတာတွေ့ဆုံတိုင်းမှာဆိုရင်ဂိုးလေးကပေါ့နော်ဒါအနေချင်းလောက်ကလေးတွေပေါ်ထားပြီးတော့ကျန်တဲ့ပွဲတွေမှာဆိုဝမ်ဝမ်နဲ့ပြီးဆုံးတာတွေ့ရကြ။စပိန်လာလီဂါရဲ့အဆင်ပြေစရာရက်တွေမှာဆိုဂီတာဖေးကနံပါတ်6မှာရက်တွေမျိုးလင်ပါတေးကပေါ့နော်16မှာရက်တွေထားတွေ့ရပြ။ အဲ့တော့ကျွန်တော်နိုင်နေပေါ့နော်ဒါ guitar phone နဲ့ dependent တို့ရဲ့ဒီဟိုခံမရလဲမှာဆိုရင်ဒါပိုးလေးနဲသွားပြီပေါ့နော်ဒါလုံးဝဖြစ်တဲ့ guitar phone ပဲကတ်နိုင်သွားလိမ့်မယ်လို့တွေးမိမိတယ်စကြဝေရွှေပေးရမယ်ဆိုရင်တော့ guitar phone နဲ့ dependent ပွဲစဉ်မှာကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့ guitar phone body လေးပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်နောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ့နော်ဒါ MLA နဲ့ UML တို့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျဆိုတော့ MLA နဲ့ UML တို့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါအသင်းနဲ့တင်းတော့ထိတိုက်တွေ့ဆုံနေတာလည်းဖြစ်တယ်ဗျ နှစ်တင်းစလုံးကိုထိတ်တိုက်တွဆုံနိုင်မှာကြည်ရမယ်ဆိုရင်တော့ဒါကိုကပေါ်ထားပြီးတော့ရွေးရလို့ကြည်ပဲအနိုင်ရရှိထားဆိုပေမဲ့အက်သလီကိုမလစ်ကလည်းဒါအင်ကိုမှရမရန်ကကောက်နိုင်တာတွေ့ရမယ်ဗျဆိုတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာရီယယ်ကိုပြတ်နိုင်ထားပြီးတော့အက်တလီကိုမလေးကရုံးကန်ပြီးတော့3-2နဲ့အနိုင်ရရှိထားတာကိုတွေ့ရကြ။တိုက်စစ်ပိုင်းမှာဂိုးသွင်းဖို့ရုံးကန်နေရတယ်ဆိုပေမဲ့အဓိကတိုက်စစ်တွေမတွေ့နိုင်တဲ့အက်တလီကိုမလေးအင်ကိုမှဒီရဲလို့ပေါ့နော်။ဒီနေ့ကြော့ပြတဲ့ body ရှေးကတော့ shit to ဆိုလို့ရှိရင်ဒါပြောင်းဆုံးရှုံးသေးပဲဖောက်ပေးရတယ်။ကိုပေါင်းသေးကတော့နှလုံးသွင်းသွားရင်ပြောင်းဆုံးရှုံးသေးရနေပြီးတော့ဒါ၃လုံးတဝက်စားသေးပြီးဖောက်ပေးထားတာကိုတွေ့ရကြ။ နှစ်သင်းသလုံးကတော့ဒါတိုက်စစ်ပိုင်းမှာခိုးတွေတွင်နိုင်တယ်ဆိုပေမဲ့ဒီနေ့ကျွန်တော်ရကိုခံမှန်းရလကတော့အများဆုံးနှလုံးအထက်၃လုံးလောက်ထိဖြစ်သွားနိုင်မယ်ဗျ။ဘော်ဒီယူစိတ်ကြိုက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ ML နဲ့ EML တို့ပွဲစဉ်မှာကျွန်တော်ကတော့ခိုးပေါင်းအောက်ကိုရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်။ဆိုတော့မာယောကာနဲ့အာလာဘတ်လိုပွဲစဉ်မှာဆိုရင်ကျွန်တော်အနေနဲ့အင်္ဂွန်းဖြစ်တဲ့မာယောကာလေးရနေပြီးတော့ရှီတူဆိုရင်ဒါအပြားဆုံးအရှုံးသေးလေးရနေပြီးတော့ဒါကနေဦးစီးပေါ့နော်ရှီတူဆိုရင်တည်ရသေးသေးဖောက်ထားတွေ့ရဗျ။ကိုပေါင်းသေးမှာဆိုရင်ဒါနှလုံးသေးပေးထားတယ်ဗျ။ ဒါပေမဲ့ဘယ်လိုဖြစ်ဖြစ်ပါနှစ်သိန်းစလုံးကတော့ရမယ့်လိုအပ်ချက်ရှိနေဆိုပေမဲ့ကျွန်တော်ညီနေပေါ့နော်ဒါကိုလေးကောင်နဲသွားပြီးတော့ကိုအနည်းဆုံးကိုအောက်ဘက်ဝဲရောက်သွားလိမ့်မယ်တွေးမြင်မိတယ်ကိုခတ်မန်ရလာကတော့ဒါတတင်းတင်းပဲဝမ်ဝမ်မွင်ဝမ်စီလောင်နဲ့ပြီးဆုံးသွားလိမ့်မယ်လဲတွေးမြင်မိပါတယ်စက်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်မာယော့ကနဲ့အလာဘတ်လိုပွဲစဉ်မှာကျွန်တော်ကတော့ကိုအောက်တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါစနေနေ့မှာချန်ပီယံကစားကြမယ်ပေါ့နော်ဒါကိုလာပိုင်း26ရက်နေ2025နေ့မှာကစားမယ်ဒါစပိန်လာလီကာပွဲစဉ်မှာဆိုရင်ဂက်တာဖေးနဲ့လီဗန်ဒီပွဲစဉ်မှာဆိုကျွန်တော်ဂက်တာဖေးပေါ်ကိုရွေးချယ်ပေးထားတာပါ MLA နဲ့ရေရဲတို့ပွဲစဉ်မှာဆိုကျွန်တော်ကတော့ကိုဝါကိုရွေးချယ်ပေးထားပြီးတော့မာယော့ကာနဲ့အလာဘလို့ပွဲစဉ်မှာဆိုလည်းကျွန်တော်ကကိုဝါကိုရွေးချယ်ပေးထားတာပါဒီပွဲစဉ်သုံးပွဲတော့ညီကိုတို့အကြချင်းတူမယ်ဆိုရင်တော့ body လည်းဆော့ရတော့မောင်းလည်းဆော့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော် YouTube channel လို့အားပေးတဲ့ညီကိုတို့အထူးပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ